့ပစ်စတီလိုက်ပြန်မှုမြေလုံငါရှင်ဟိုပုတ်ကလီကပြန်မှုမြေလုံငါရှင်တူပါတော့ကျွန်တော်ဒီနေ့ဟီရမုန်ဦးရီမှာရောက်ပြီးတော့ပြန်မှုမြေတင်နာကိုစပြီးတော့ပြေးပါတယ်ဒီနေ့ကဘာဖြစ်လို့လဲဆိုတော့ဟီရမုန်ကနေသူကတတိယပြီးတော့ဒီမေလ20ရက်နေ့ရောက်တိုင်း will be day ကပပြနေ့ဖြစ်ကြောင်းကို သိစေခြင်းနဲ့နောက်ဒီပြားဒီရဲ့အကျိုးကျေးဇူးတွေကိုလည်းသိစေခြင်းနဲ့ပြောင်းမွေးမြည်နီလန်းကိုလည်းသိစေခြင်းနဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ဟီရမိုဥယင်ကနေနေပြည်တော်မှာပြသနေပေးရင်ဒီပြာကပပြားနေ့ကိုဂုံပြုလို့တဲ့လူချင်းဖြစ်ပါတယ်။နောက်ဒီပြားတွေဟာဆိုလို့ရှိရင်အင်မတမထူးခြားတဲ့တတ္တဝါဖြစ်တယ်။ တတဝါဒီ inset တွေအမျိုးအစားတွေအများကြီးရှိပေမဲ့လည်းဒီပြားတစ်မျိုးကိုပြားကပပြားနစ်ဆိုပြီးတော့တတ်မှတ်ခဲ့တာလည်းဂုံယူစရာကောင်းပါတယ်အဲ့တော့ထူးခြားတဲ့အရာအကျိုးကျေးဇူးရှိလို့လူသားတွေကိုကြိုပြုလို့ကပကြီးကိုကောင်းစေခြင်းလို့ဒီပြားတွေရှိတဲ့အတွက်ကပပြားနစ်ဆိုပြီးတော့တတ်မှတ်ကြတာပါတော့နိုင်ငံတီးတီးမှာပြောင်းမွေးတဲ့လူတွေကဒီနေ့ဆိုရင်ရှိရင်တော့ကပပြား နှစ်ဆိုပြီးတော့มาจင်ปัดจัดတယ်ကျွန်တော်တို့ဆီมาก็တော့အခုတော့ဟိုအတူကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့လည်းဒီလိုမျိုးဥယျာဉ်ထဲมาပြအုံနှုတ်အုံလေးနဲ့သင်နာပေးပြီးတော့มาကျွန်တော်တို့ပြအကြောင်းကိုဆွေးနွေးပြောဆိုကြပါတယ်တော့ပြားတွေอ่ะเนาะဟိုလူသားတွေတွေ့မြေခိုးတိတ်ဆက်ယုံဖြစ် တင်စားပြီးတော့ခေါ်ဝေါ်ကြတယ်လူသားတွေအတွက်အစာအာဟာရထုတ်ပေးဖို့ဖြစ်တယ်ကဘာကြီးစိတ်လတ်စုပြေဖို့အတွက်အသက်ရှင်လူသားတွေတရိစ္ဆာန်တွေအသက်ရှင်နေနိုင်ဖို့အတွက်သူကအရေးကြီးတဲ့ဟိုပိုးကောင်တစ်ခုဖြစ်ပါတယ်တံပိုးအလုံးကြီးပါတယ်အဲ့တော့သူတို့ဘာကြောက်အရေးကြီးတယ်လဲဆိုတော့သူတို့မှာအစာရေစာပေးရုံမကပ်ဘူးသူတို့မှာဝတ်မှုကူးဖို့ဒီတက်ပင်နေပန်းပင်နေစိုက်ပျိုးပင်နေ မြက်ပင်နေမျိုးပွားနိုင်ဘူးဟာဒီပြားရှိမှာဖြစ်ပါတယ်။ပညာရှင် STI ပြောဆိုခဲ့သလိုပဲပေါ့နော်။ဒီပြားတာမရှိဘူးဆိုလို့ရှိရင်ဒီကဘာကြီးက၄နှစ်တွင်းပြတ်သုံးသွားမယ်။ပြားမရှိဘူးဆိုလို့ရှိရင် အပင်နေဝမကူခြင်းမရှိဘူးအပင်နေမျိုးပွားခြင်းမရှိဘူး။အပင်နေတည်ဆုံးသွားမယ်။အပင်နေတည်ဆုံးသွားလို့ရှိရင်လူတွေတရိစ္ဆာန်တွေလည်းစားဖို့နေဖို့ခက်သွားပြီးတော့ပြက်စီးသွားမယ်။ လူတွေတရစ္ဆာန်နေမရှိတော့ဘူးဆိုရင်ကဘာကြီးလည်းပျက်စီးသွားမယ်ဒါကြောင့်မလို့ဒီပြားတွေဟာတံမူးကြီးတဲ့အကြောင်းအကျိုးကျေးဇူးများတဲ့အကြောင်းပြောလိုပါတယ်အဲ့တော့ဒီနေ့တိမ်နှမ်းမှာလည်းဒီပြားတိမ်နှမ်းမှာလာတက်တဲ့သူတွေကလည်းစိတ်ပါဝင်စားပြီးတော့ပြားကဘာပြားနေကိုဂုံပြူခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီနေပြားတိမ်နှမ်းမှာလည်းလက်တွေ့တွေလည်းလှုပ်တယ်လို့ဒီ ဘူးတူတာတွေလည်းအများကြီးပြေးခဲ့ရပါတယ်အဲ့တော့ဒီပြာမွေးမြူရေးကဘာပြာမွေးမြူရေးနှစ်ကိုဟာဒီအထူးသဖြင့်ဟိုဟာ message ပေးလို့တဲ့အချက်ကတော့ဒီပြားတွေကိုကာကွယ်ပေးပါလုံခြုံမှုပေးပါစစ်တပီး protect the bee လို့ပြီးတော့မှဒီနိုင်ငံတကာကဒီနေ့ဒီ ဖပြနေကိုဂုံပြူကြပါတယ် World B Day မှာဟိုဟာအများကြီးဂုံပြူကြတာကိုတွေ့ရတယ်အဲကြောင့်ဒုနိတူပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူသားတွေပြားကိုချစ်တဲ့လူသားတွေအားလုံးကဒီပြားကိုကာကွယ်ကြပါစို့လို့ပဲပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကောင်လာပါလေဟုတ်ဟုတ်တယ်ပြပါပြပါ